သူ့ကိုအေးဖြော်ထားတာဘယ်နည်းရဲ့ခြေခဲတုံးဒါလေးခဲတုံးဒီမှာပြအပေါက်ဖောက်ဖို့ဟာပါတယ်ဒီထက်ကဆာပလာတွေတော့နည်းနည်းထုတ်လောက်တယ်မပါမှမထည့်တာတော့သူ့အထဲအပြည့်ရောင်ရောင်ခြေဆင်းနေ ซาลีเนี่ยปกไปแล้วซีบ่เยาเนี่ยซีเลยดูสิเนี่ยดิซีพี่ด้วยพี่ซื้อหิงตัวบ้านเนี่ยแท้พี่แล้วคณะสิทธามั้ยซาบ่เนาะตัวบ้ามาอิ่มไม่แท้อูดิอตันนี้เนี่ย ောက်ပြီးတော့မှဒီတန်လေးနဲ့ဒီလိုဒီလိုဖောက်ပြီးတော့မှစားထည့်တယ်ပေါ့နော်စားထည့်ပြီးတော့နင်းမယ်ကိုလုံးစားလေးနဲ့ကိုလုံးကိုလုံးဟိုအထဲဒီမှာနှိုက်နေမယ်နော်အဲတို့ရိုးရတို့ရိုးရနဲ့အကင်ကင်မယ်ကွယ်ထောက်ပတ်ဒီမကြိုက်တော့တို့ရိုးရနဲ့စားလေးနဲ့ပဲနင်းမယ်အရင် အလုံးမစားနှစုံထည့်မယ်တဝက်ပဲပေါ့နော်ဒီတဝက်ကအแทးကိုနေမယ်ထဲဒီထဲဒီဒီထဲဒီနေမယ်တဝက်ကအင်းပေါင်ချောင်းလीပေါင်ချောင်းလीပေါင်ချောင်းလीနဲ့လေအားလေးနေနေထားတယ် ဂျင်းနဲ့ကြက်သွင်ပြူနေတာထောင်းထားတာเนาะအဲ့ဒါကိုဒီဘက်နေရေလေးနဲ့ညှစ်ချမယ်ဟာပြီးတော့ပြန်ပြီးတော့နင်းနေအပြင်ပေါ့เนาะအပြင်ကိုအရင်ဆုံးနေမယ်ချက်တော့လက်တောင်းမယ်နေပေါ့เนาะအင်းတို့နဲ့ တစ်ထက်ဒီဒီပုံနဲ့ဒါအပေါ်ရံပေါ့နော်အပေါ်ရင်းနဲ့ခြေတော့လေဟမ်ပြီးရင်ဒါနောက်ခေါက်ထဲပိုင်းပေါ့နော်ဒီအထဲပိုင်းဒီအထဲကိုအရည်ရင်းညှင့်မယ်ပြင်းတိထဲဒီလက်နဲ့နိုင်ပြီးတော့ လက်ကိုတော့ပြောင်းဆေးရမယ်နော်လက်ကိုပြောင်းမဆေးဘူးဆိုလက်ကိုဒီလက်မောင်းရင်းအထိပြောင်းဆေးထားရမယ်ဒီထဲဒီဟာလက်နဲ့ပဲနှိုင်လို့လို့ရတာပေါင်ကြိုင်တယ်ထဲဒီကဲနိုင်ပါတော်တော့ကလေးတွေလည်းစားမှာဆိုတော့စားနေချင်းကြက်တုံပြူမြေုပ်ကောင်းလေးနဲ့ပဲနေမယ်ပေါ့နော် ပေါင်ကြိုင်လေးထိဒီမှာတို့လားပေါင်ကြိုင်လေးထိနေပေးမယ်ကဲဒါတော့နောက်ဆုံးမြေကောင်းထဲတာပါနော်မြေကောင်းလေးနဲ့နေတယ်ဝိတတီ ြီးရင်ဒါကိုနဲ့ပြင်ကြရင်กินမှုအတွဲရေခဲတစ်တာထဲမှာနှက်ထားမယ်ဒီကမ်းလေးပေါ့ရက်လေးနဲ့အုပ်ပြီးတော့ဒါ24နာရီလောက်ပေါ့เนาะ24 hour လောက်နှက်ထားမယ်ဆိုရင်အရသာဝင်သွားပါပြီမနေ့ပြန်ကြရင်ကေယုံပါပဲရှင်ဒါတွေမှာဒီလိုလေးပေါ့เนาะထည့်ထားပါတယ်ရှင်မနေ့ပြန်မှกินပါပါမနေ့ပြန်กินဖို့အတွက်ရေခဲတစ်တာထဲမှာဒီနေ့ဒီလိုလေးထည့်ထားပါတယ် ပြင်မှာပဲထွက်ကင်မယ်တဲ့အကင်ကတော့အိမ်ထဲမှာဆိုနန်လို့မြင်မိထားတယ်အကင်လေးစားပြီးกินထားပြီနော်ဒါထွက်ကီလေးกินထားပါရဲ့ရှင်ကြက်မှောက်ပါထွက်ကီပါနော်စားပြီးกินထားပြီ ဲဒီပူအောင်လို့ပါခဲဒီပြက်အောင်ဒီကြေရပြေးမှာဒီ350လောက်နဲ့ဆက်မပေါ်အောင်လို့ဆက်ရည်ရချင်ဒီအကောင်ရန်မျိုးဆောင်နေလောကတော့မပုံတာလို့စက်ပြေးနေနေကြည့်လို့ဆင်းအမင်းနော်ဘောနော်တချမ်းကိုกินထားပြီးပြီဆိုရင်တချမ်းလှဲ့နေဒီကနေ့ကျတော့ thì bây giờ mình tiên vào lựa mình cắt triển vào đấy không làm sao lại bị giảm mất lịch từ giảm lịch vào đấy giờ mình mới tiên dạ mười ba dạ mười ba đi tiên với lại cái này dạ không còn ီလိုအုပ်ထားပြီးတော့အနည်းဆုံးတနင်္လာ15လောက်ကြာမှပြင်ဆင်မယ်နော်နောက်ထပ်တနင်္လာ25မိနစ်ကြာမှပြင်ဆင်မယ်အားဆိုရင်အလုံးပေါင်း2နာရီပေါ့နော်ဒီဘက်ဒီဘက်ဆက်ပြီးလိုက်ပါတော့နော်ခေါင်းနဲ့လှည့်ပြီးလိုက်ပါတယ်ရိုက်ထားမယ်နော် B အတွက်နော် grade B အတွက် tricky အယိုးပြုတ်ထားတယ်အဲ့ဒါမှာ carrot ထည့်မယ်သူတို့နူးဒီတော့ပြုတ်လိုက်တယ်နော်ပြီးရင်ထည့်ချိန်မယ်တေးနေနဲ့အယိုးထည့်မယ် celery ပေါ့အယိုးပေါ့ပြီးရင်ချက်တုံးကြီးထည့်မယ်နော်ချက်တုံးကြီး တက်တာနေပူကြီးပေါ့နော်တလုံးပဲတက်တာပြုတ်ထားမိနေတာတရားဆောက်တယ်နော်အမှန်တော့ဆက်ဆက်ဆောက်ကြည့်ကြရအောင်ဆောက်နေတယ်ခဏလေးဆောက်နေတယ် အင်းသားပိုင်းအပန်းကြည့်ရယ်ကြပါဘူးနည်းနည်းတော့ဆက်ပါအဲ့ဒီကံကံကြည့်ရမယ်။ဟုတ်တယ်လေကံကြည့်ပါရယ်။ဒီကတက်စင်ထွက်ကီလေးရပါရင်နော်။ဒီထွက်ကီလေးကိုဒီထဲမှာထွက်တဲ့စီလေးကတော့ကျွန်မ gravy လုပ်မယ်။ ရဲထဲဖို့ပေါ့နော်ဒီထဲကိုထဲဖို့ပါကျိတ်နေကျက်တံပြူနဲ့ဂျင်းပေါ့နော်ဒီထဲကိုကျက်တံပြူဂျင်းအရင်ညစ်ထည့်မယ်ဒီကိုတမ်းမြသေးတစ်လုံးနဲ့လိမ္မော်သေးတစ်လုံးညစ်ထည့်မယ်နော်ညစ်ထည့်မယ်တမ်းမြသေးပေါ့နော်အဲ့တော့လိမ္မော် လိမ်မော်သေးပေါ့ခပလာသေးလားလိမ်မော်လို့လားအဲ့အသေးပါညှစ်ထည့်မယ်ဒါကတော့တမယာသေးတလုံးခပလာသေးတလုံးညှစ်ထည့်မယ်နော်ဒါတွေကိုဆက်ထည့်ထည့်ပြီးချိန်မယ်ချိန်ထားပါမယ်နော်ဒီထည့်ထည့်ပြီးတော့အရေးစစ်မယ်နော် ဆားတစုံထည့်မယ်။ကြားနှစုံထည့်မယ်။ပြီးရင်နှဲအောင်မွေထားမယ်နော်။ဆင်းစီပေါ့နော်ထွက်ကြည့်ရဲ့အစီပါသွန်နာကြက်ကင်တော့ထွက်လာတဲ့အစီကိုဒီမှာဒါကတော့ဟောပါဘူဖလာနော်။ဒါ gravy လုပ်မှာပါထည့်ပြီးကြုံမယ်။

ကြော်လိုက်တယ်ပြီးရင်ဒီမှာစွမ်းနာလောက်တာတယ်ပြုတ်ရည်တွေထည့်မယ်နည်းနည်းချန်ထားမယ်ဒါကတော့ဟိုအတွက်ဒီနှောင်းနေပြီမယ်ကြည့်ကြည့်တော့လေးလာကျမရဲ့ gravy လေးပေါ့နော် အာလူနဲ့ပဲစားစားကျက်စင်နဲ့ပဲစားစားကြိုက်တာနဲ့စားလို့ရတယ်ဟမ်မြေုပ်ကောင်းလေးနည်းနည်းပေါက်မယ်ရပါပြီမွေးလိုက်မယ်ရပါပြီနော် gravy လေးရပါပြီရှင်ရရပြီဆိုတော့ဒါထွက်ပြီးသားဒါ gravy ပေါ့နော်ပြီးရခဲ့နေပေါ့လောင်းထည့်ရုံနော်တိုက်ခဲ့ပေးအတွက်ပါဖခင်ရတယ်

ထွက်ကီးထွက်ကီးမထွက်ကီးစားပြပါဦးထွက်ကီးအဲ့လိုဇွန်ခီးနဲ့မစားဘူးပီပီတတ်တာပဲတော်သားပီသားအမေရိကန်တော်သား